ားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုကြားမစုံတော့ Manchester United တင်ရနေပြဖြစ်တဲ့ Amorin ကတော့ Inter Milan တင်ရနောက်ခံကစားသမားဖြစ်တဲ့ Dimarco ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Milan News ကဖော်ပြထားတယ် Inter Milan အသင်းနဲ့စာချုပ်တက်တန်ကုန်ဆုံးပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မဲ့ဒီကစားသမားကို United တင်တာဝန်ရှိတဲ့သူတွေကဒါကျွန်တော်ပြောလေလာမယ့် January Transfer Window မှာအရခေါ်ဖို့ချိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်တစ်ဖက်မှာတော့ United အသင်းက ဇန်နဝါရီ transfer window မှာပဲကလပ်တင်းရဲ့ Netherland တိုက်စစ်ကစားသမားဖြစ်တဲ့ Joshua Sesse ကိုရောင်းချတော့မယ်ဆိုပြီးဖော်ပြထားတယ်။အဓိကတော့ဗောလေဒါကျွန်တော်တို့ Joshua Sesse ရဲ့နေရာမှာတခြားသောတိုက်စစ်မှုတယောက်ကိုခေါ်ယူသွားဖို့ United Team ဘက်ကပြင်ဆင်ထားတာဖြစ်ပြီးတော့မှ Joshua Sesse ကိုယ်တိုင်ကလည်း United Team ကနေထွက်ခွာပြီးတော့မှဘောထွက်ခွင့်ပုံမရရှိတဲ့ကလပ်တင်းကိုပြောင်းရွှေ့ကစားခြင်းနဲ့ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ Joshua Sesse ကို Premier League ကလပ် တသိန်းဖြစ်တဲ့ဝဟန်အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Manchester News ကပေါ်ပြထားတယ်အရှေ့အလယ်ပိုင်းအခြေစိုက်တဲ့ Sorry Company တချို့က Chelsea အသင်းရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Topoli နဲ့ Everly Rose ကို Chelsea တဲ့ရဲ့ share တချို့ရောင်းချပေးဖို့တရားဝင်ကမ်းလှမ်းခဲ့တယ်ဆိုပြီးတော့မှ Simon Phillips ကပေါ်ပြထားတယ်ဒါပေမဲ့လို့ကျွန်တော်တို့ပေါ်လေ Everly တို့အုပ်စုကတော့ ဒါကလတ်တရဲ့ share တွေကိုဘယ်သူမှရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးငင်းဆန်ထားတယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြင် Chelsea အသင်းက Jupiter အသင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှအလုပ်ပြောင်းရွှေ့ချင်တဲ့ခေါ်ယူနိုင်တော့မယ်။အသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Vlahovic ကိုခေါ်ယူဖို့တကြောပြန်စိတ်ဝင်စားလာတယ်ဆိုပြီးတော့မှ Milan News ကဖော်ပြထားတယ်။အစောပိုင်းနေ့တည်းက Chelsea ကကျွန်တော်ပြောလေ Vlahovic ကိုခေါ်ယူဖို့စိတ် ဝင်စားခဲ့တယ်။မန္တလေးလည်းကြိုးပမ်းမှုတချို့ရှိခဲ့တယ်ဆိုပေမဲ့လို့အပြောင်းအရွှေ့မဖြစ်မြောက်တဲ့နေရာမှာလက်ရှိမှာတော့ဂျူပနက်တင်နဲ့စာချုပ်တက်တန်ထတ်တိုးဖို့အဆင်မပြေဖြစ်နေတယ်။အတင်းအတိုက်စစ်ကစားမှဖြစ်တဲ့ဘလာဟိုဖစ်ကိုတော့ချက်စီအတင်းကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးပေါ်ပြထားတယ်။ဒေါ်မွန်တဲ့အနီးပြဖြစ်တဲ့နီကိုကိုဗစစ်ကတော့ချက်စီအတင်းရဲ့နောက်ကကစားမှဖြစ်တဲ့ဒီစာစီကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့ BIND Sport ကပေါ်ပြထားတယ်။ မနာကဘုဒ္ဓမရှိစင်တွေကဒီကစားသမားရဲ့ခြေစွမ်းကိုသဘောကျတဲ့အခြေအနေကြောင့်မလို့လက်ရှိပေါ်လေးတိုင်းချက်စီအသင်းရဲ့ကစားသမားဖြစ်တဲ့ဒီဆက်တီကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှချက်စီအသင်းကလည်းဒီကစားသမားကို January Transfer Window မှာအပြီးသက်ရောင်းချဖို့ကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။ဒီဘက်မှာတော့ဂျပန်အသင်းကအသင်းရဲ့တောင်းပန်ကစားသမားဖြစ်တဲ့ Keenan ကိုတော့ လတ်တင်တဲ့ကလာရှင်စာချုပ်အသစ်ထပ်တိုးနိုင်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်။ဥရောပအသင်းတွေဖြစ်တဲ့အာဆင်နယ်ချယ်ဆီနဲ့တစ်ဖက်ကယူနိုက်တက်အသင်းတို့အပြိုင်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ဒီကစားသမားကိုဂျူဗင်တက်အသင်းကတော့ကလာရှင်စာချုပ်အသစ်ထပ်ချုပ်နိုင်ဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။ရီယယ်မက်ဒရစ်အသင်းကတော့လီဗာပူးအသင်းရဲ့အာဂျင်တိုင်းနာကွင်းလယ်ကစားသမားဖြစ်တဲ့မတ်အလက်စကာကိုပြောင်းချွေချေယူရိုတန်တရာဝင်ချင်လောက်ထိပေးပြီးတော့ခေါ်ယူဖို့ကြိုးပမ်းသွားဖို့ရှိတယ်ဆိုပြီးတော့မှဖရန်ချက်စကာဖော်ပြထားတယ် အဓိကတော့ဒါကျွန်တော်ပေါ့လေဒီရမသူတဲ့အတင်ကဒါကွင်းလဲ option နေနေနဲ့ Chelsea တဲ့ရဲ့ကွင်းလဲကစားသမားဖြစ်တဲ့ Moises Caicedo and so Panada အပါဝင် Crystal Palace တဲ့ကွင်းလဲကစားသမားဖြစ်တဲ့ Watson တို့ကိုပါခေါ်ယူဖို့ရမသူတဲ့အတင်ပကစိတ်ဝင်စားနေရလဲဖြစ်တယ်တစ်ဖက်မှာတော့ Liverpool အတင်ကကလပ်တင်းရဲ့ cancel option တို့ကကစားသမားတွေကိုပြတ်မှတ်ထားနေပြီးတော့မှဒီထက်မှာတော့ Crystalability ရဲ့နောက်ခံကစားမဖြစ်တဲ့ Magihu တစ်ဖက်မှာ Northern Forest အသင်းရဲ့နောက်ခံကစားမဖြစ်တဲ့ Morino အပါဝင် AB Leipzig အသင်းရဲ့ခံစစ်ကစားမဖြစ်တဲ့ Castello တို့ကိုခေါ်ယူဖို့ Liverpool အသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြင်ကျွန်တော်တို့ဒီပေါ်လေ Merseyside Derby Club အသင်းဖြစ်တဲ့ Everton အသင်းရဲ့နောက်ခံကစားမဖြစ်တဲ့ Brandon White ကိုပါခေါ်ယူဖို့ Liverpool အသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့မှဒီပေါ်လေ daily mail ကပေါ်ပြထားတယ်ဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ် မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်